င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ငလင်ဘေးတင်မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကပေးပို့ထားတဲ့အရေးပေါ်ရိတ်ခါစေဝါပါဝင်ဂူကြီးကဲဇယေးပစ္စည်းတွေကိုအကြံဖက်စစ်ကောင်စီကတိတိယယောက်ဖျက်ဝင်မှုမရှိဘဲနေပြည်တော်မှာစုပုံထားတယ်ဆိုပါတယ်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ငလင်တင်ဒေတာဒရီမာရှိတဲ့အိမ်ပြိုထားတဲ့သူရောအိမ်ပျက်စီးထားတဲ့သူရောအားလုံးမီတာကပေးရမယ်ဆိုပြီးစစ်ကောင်စီကအမိန့်ထုတ်လိုက်ပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ငလင်ဘေးတဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကပေးပို့ထားတဲ့ရေပေါ်ရိတ်ခါစေဝါပါဝင်ကုညီကဲဇေရစ်ပစ္စည်းတွေကိုအကြံဖက်စကောင်းစီကတိတိယောက်ယောက်ဖျက်ဝေမှုမရှိဘဲနေပြည်တော်မှာစုပုံထားတယ်လို့ငလင်ဘေးကုညီရင်မှာစစ်ကောင်စီနဲ့တွဲလုံနေရတဲ့ကုညီဘေးရေးသမားတချို့ကရန်ကုန်ခေတ်ကိုအတိပေးပြောဆိုလာပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့သခိုင်းငလင်ကြီးကြောင့်နေအိမ်တိုက်တာတွင်တဲ့လူထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တဲ့မြန်မာပြည်သူတွေအတွက်ဆိုပြီး နိုင်ငံတကာကရေးပေါ်ရိတ်ခတ်စည်းဝါးပါဝင်ကယ်ဆယ်ကူညီရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထက်ဇက်တိုက်ပေးပို့ထားတာတွေရှိတယ်ဆိုပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကအဲဒီလိုငလင်းဘေးတင်မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကပေးပို့ထားတဲ့ရေးပေါ်ရိတ်ခတ်စည်းဝါးပါဝင်ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုပြည်သူတွေစီတိတိယယောက်ဖျက်ဝေမှုမရှိဘဲနေပြည်တော်မှာဒီအတိုင်းစုပုံထားသလိုအဲ့ဒီပစ္စည်းအများစုဟာနေပြည်တော်ကလူကယ်ပြန်ဝင်ကြီးဌာနရုံးရှိကွင်းပြင်တွေနဲ့တချို့ကိုအာကစားကွင်းတွေမှာစုပုံထားတယ်လို့ငလင်းဘေးကူညီရေးမှာ စစ်ကောင်စီနဲ့တွဲလုံနေရတဲ့အကူကြီးပေးရေးတမတချို့ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုထားပါတယ်။တစ်ဖက်မှာတော့အချမ်းပန်စစ်ကောင်စီကငလင်ဘေးကူညီရေးလုပ်မဲ့အဖွဲ့တွေကိုသူတို့စစ်တပ်ရဲ့ခွင့်ပြုချက်နဲ့သာလုပ်ဖို့အမိန့်ထုတ်ထားပြီးသူတို့စစ်တပ်ဘက်ကခွင့်ပြုချက်မရှိဘဲမြည်သည့်ကူညီကယ်ဆယ်ရင်းမှလုပ်ခွင့်မရှိဘူးလို့တားမြစ်ထားတဲ့အတွက်လက်ရှိကူညီရေးအဖွဲ့တွေကစစ်ကောင်စီကိုသာအကြောင်းကြားခွင့်ပြုချက်ယူပြီးလုပ်နေရတယ်လို့လည်းကူညီပေးရေးတမတော်အုပ်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့ အဲ့လိုနိုင်ငံကကပြပို့ထားတဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေတဲမှာအချိန်မီဖြန့်ဝေမှုမရှိရင်လေလွင့်ပစ္စည်းနိုင်တဲ့ပစ္စည်းတွေလည်းပါဝင်ပြီးတချို့ဆေးဝါးနဲ့ရိတ်ခါတွေဟာရေတိုချက်ချင်းအသုံးပြုရတဲ့ပစ္စည်းတွေလည်းပါနေပြီမဲ့စစ်ကောင်စီကဒါတွေကိုပြည်သူတွေစီထိထိရောက်ရောက်ဖြန့်ဝေမှုမရှိသလိုသူတို့နေပြည်တော်မှာရှိတဲ့လူတချို့ကဝေပေးတာတွေလုပ်ပြီးမန္တလေးနဲ့စကိုင်းဘက်တွေကိုတော့ဖြန့်ဝေမှုမလုပ်ဘဲအဲ့ဒီပစ္စည်းတွေကိုနေပြည်တော်မှာတလက်ဘက်တွေနဲ့အုပ်ပြီးတော့ ဒီအတိုင်းစုပုံထားတယ်လို့စစ်ကောင်စီနဲ့တွဲလုံနေရတဲ့ကုညီပေးရေးသမားတချို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမြန်မာနိုင်ငံမှာစကိုင်းငလင်းကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ငလင်းတင့်ဒေတာတွေမှာရှိတဲ့အိမ်ပြိုထားတဲ့သူရောအိမ်ပျက်စီးထားတဲ့သူရောအားလုံးမီတာကပေးရမယ်ဆိုပြီးစစ်ကောင်စီကအမိန့်ထုတ်လိုက်ပြန်တယ်လို့ဒေတာကံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာငလင်းတန်းကြောင့်တိုက်တာအိုးအိမ်တွေပြိုကျပျက်စီးထားတဲ့ပြည်သူတွေပါမကြမ်းနေအိမ်တွေဘလို့ပဲပြိုကျကျပျက်စီးစီး ကိုသုံးဆွဲထားတဲ့မီတာကတ်ကတော့လစဉ်ပေးဆောင်ရမယ်နောက်ဆုံးရဆွဲအတိုင်းမဖြစ်မနေပေးရမယ်လို့စစ်ကောင်စီကသူလောက်ခံရက်ွက်အုပ်ချုပ်ရင်းမှုတွေကနေတဆင့်အတိပေးလာတယ်ဆိုပါတယ်ဒါအပြင်လက်ရှိငလင်းနံကြောင့်ပြိုကျပျက်စီးသွားတဲ့နေအိမ်တွေမှာမီတာဖတ်လို့မရအောင်ပျက်စီးထားတယ်ဆိုရင်တို့စစ်ကောင်စီလောက်ခံမီတာရုံးတွေကိုအကြောင်းကြားဖို့လည်းပြောသွားပြီးတစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကလက်ရှိငလင်းနံကြောင့်ပြိုကျပျက်စီးသွားတဲ့ပြည်သူတွေရဲ့တိုက်တာအိုးအိမ်တွေကိုလည်းနိုင်ငံတော်အစ်စ်အနေနဲ့ထိတိယောက်ယောက်ကူညီရှင်းလင်းပေးတာမျိုးမရှိပဲ တချို့ပြိုကျလူဆက်ဆဲတိမ်းစောင်းနေတဲ့တိုက်တာတွေဟာလက်ရှိအချိန်ထိကိုဒီအတိုင်းရှိနေသေးတဲ့အခြေအနေတွေဖြစ်နေပြီမဲ့တစ်ဖက်မှာတော့စစ်ကောင်စီဟာသူတို့အတွက်မီတာကားတွေကိုမဖြစ်မနေပေးရမယ်ဆိုပြီးပြည်သူတွေစီကနေအတင်းအကျပ်လိုက်လံကောက်ခံနေကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ကင်းနီဘီနဲ့ဘောလခဲမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ဝမ်မလန်တက်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကတိမ့်ပိုက်မှုအတွင်း စစ်ကောင်းစီတပ်သားမပါအလောင်း၄လောင်းနဲ့အတူလက်နက်ခင်းရဲတချို့ကိုပါတင်စီရရှိခဲ့ပြီးဂျန်နဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြပြီလို့ KAC ရဲချုပ်ဗိုလ်မကြီးဖုန်တိုင်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဂီနီပြည်ဘောလခဲမြို့နယ်ကမြို့တင်မြို့အနီးမှာရှိတဲ့အချမ်းပတ်စစ်ကောင်းစီရဲ့ဝမ်လန်တက်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကအခုဧပြီလအစပိုင်းမှာပဲတင်ပိုက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်းစီဘက်ကတော်တော်ကိုအထိနာသွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာသူတို့စခန်းကိုပါဒီအတိုင်းထားခဲ့ပြီးထွက်ပြေးသွားကြသလိုတိုက်ပွဲအတွင်းဒေါ်လန်ရဲ့ဘော်တူလည်းမြင့်မြတ်စွာအသက်ပေးသူသွားရပြီးတော်လန်ရဲ့တပ်တွေကစခန်းတွေကိုရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့စစ်ကောင်စီတပ်သားမသားအလောင်း၄လောင်းနဲ့အတူလက်နက်ခဲယံတချို့ကိုလည်းတင်စီရရှိထားတယ်လို့ KAC ရဲ့ချုပ်ဘုံကြီးဖုန်နိုင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်ကကြိုက်ထီယိုတောင်ကြီးမှာ တော်လိုင်းတက်တွေကဖန်ဆီးရမိထားတဲ့ပျူစော်တီကောင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်၅ဦးကိုဆက်လက်အရေးယူမှဖြစ်ပြီးကျန်တဲ့မိသားစုဝင်အားလုံးကိုတော့ PDF တပ်ဖွဲ့တွေကပြန်လွှတ်ပေးလိုက်ပါတယ်လို့အမတ်29ဘူဟာတာဝန်ခံရဲဘော်အေမင်းထွန်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဘကုတ်တန်းညောင်လေးပင်မြို့နယ်ကပျူစော်တီကောင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်၅ဦးနဲ့မိသားစုတွေဟာကြိုက်တီယိုဘက်ကဖျားဘူးလာတဲ့အကြောင်းတည်င်းအတိအကျရထားတဲ့အတွက်တော်လိုင်းတက်တွေကလာရောက်စောင့်ဆိုင်နေတဲ့အချိန်ဧပြီလ15ရက်နေ့ကပဲ ကြိုက်ထုံမျိုးနဲ့ကဒတ်ချောင်းမှာရှိတဲ့စားတောက်ဆိုင်တစ်ခုအတွင်းတောက်စားမူးရစ်နေတဲ့အဲ့ဒီပစ္စတိကောင်းဆောင်လှိုင်မင်းအပဝင်အဖွဲ့ဝင်၅ဦးနဲ့မိသားစုဝင်တွေကိုကြိုက်ထုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရှင်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်တပ် lobby channel တွေမှာတော့တော်လိုင်းတပ်တွေကဖျားဖူးပြည်သူတွေကိုဖမ်းဆီးတယ်ဆိုပြီးမဟုတ်မမှန်ဝါဒဖြန့်နေကြပြီမယ်လက်တွေမှာတော့တော်လိုင်းတက်တွေကဖန်းစီလိုက်တယ်အဲ့ဒီညောင်လေးပင်မြို့နယ်ပြစောတိကောင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်၅ဦးဟာ ပြည်သူတွေကိုစစ်တပ်နဲ့ပေါင်းပြီးအကြီးအကျယ်တပ်ဖြတ်မှုတွေနဲ့ဂျေးရွာတွေကိုမိရှုဖျက်ဆီးမှုတွေမှာပါဝင်ခဲ့တဲ့အကြောင်းကိုစစ်ဆေးတွေ့ရှိထားသလိုစစ်တပ် lobby တွေဝါဒဖြန့်နေသလိုတော်လှန်ရေးတပ်တွေကဖျားဖူးလာတဲ့လူတိုင်းကိုလိုက်ဖမ်းနေတာလည်းမဟုတ်သလိုသူတို့စစ်တပ်ကအကျင့်တွေလို့တွေ့ကြရလူတွေကိုလိုက်ဖမ်းနေတာမဟုတ်ပဲတည်င်းအတိအကျရထားတဲ့အတွက်တေချာအချက်အလက်စစ်ဆေးပြီးမှစောင့်ပြီးတော့ကိုဖမ်းဆီးတာဖြစ်တယ်လို့လည်းအမှတ်29 viewer တာဝန်ခံရဲဘော်အင်းမင်းထွန်းကပြောထားပါတယ်အခုလည်း အဲ့ဒီပစ္စတိကောင်းဆောင်လှိုင်းမဲအပါဝင်အဖွဲ့ဝင်၅ဦးကိုစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးသူတို့ကိုယ်တိုင်ဝေခံထားတဲ့ပြစ်မှုတွေကိုလည်းပြည်သူတွေကိုချပြပေးသွားမှာဖြစ်တယ်လို့လက်ရှိမှာသူတို့ကိုအရေးယူဖို့ဆက်လက်ဖမ်းဆီးထားပေမဲ့သူတို့နဲ့ပါလာတဲ့မိသားစုဝင်အလုံးကိုတော့ PDF တပ်ဖွဲ့တွေကဘာအန်ဒီရဲ့မှမပေးပဲကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးလိုက်ပါပြီလို့လည်းမမနဆက်ခွန်ဘျူဟာတာဝန်ခံရဲဘော်အေမင်ထွန်းကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ထိုင်းမြန်မာနယ်စပ်က KNU တပ်မခွနစ်နယ်မြေအတွင်းမှာရှိတဲ့အကြံဖက်စကောင်းစီရဲ့မော်ဖားသူစစ်တပ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားတဲ့စပေးရှောင်ပီဒူရီဟာအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ထိုင်းချေဆိုင်မဲဆော့သတင်းမီဒီယာကဖော်ပြထားပါတယ်။ဒါကတော့ဧပြီလ16ရက်နေ့ကပဲအဲ့ဒီထိုင်းမြန်မာနယ်စပ်ကအချမ်းဖက်စစ်ကောင်စီရဲ့မော်ဖာတူစစ်တပ်စခန်းကို KNLPDF ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ရမှာဧပြီလ16ရက်နေ့ညပိုင်းမှာတော့စခန်းတစ်ခုလုံးကိုအပိတ်သတ်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ဒေါ်လာအင်တပ်တွေကနယ်မြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီစစ်ကောင်စီတပ်စခန်းတွေကနေလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ တစ်ဖက်မှာတော့အဲ့ဒီစကန်သိန်းတိုက်ပွဲစတင်တဲ့အချိန်ကလေးကဒေသခံပြည်သူတွေဟာထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားကြပြီးအခုတော့အဲ့ဒီလိုတိုက်ပွဲကြောင့်ထွက်ပြေးတန်းရှောင်သွားတဲ့ပြည်သူတွေဟာမြန်မာနိုင်ငံဘက်အချက်ကသူတို့ရဲ့နေအိမ်တွေကိုပြန်သွားကြပြီလို့လည်းထိုင်းချေဆိုင်မဲဆောက်သတင်းမီဒီယာကဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ